မင်္ဂလာပါကျမတို့ငုခတ်တာပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ဟာမင်္ဂလာပင်လယ်အော်စီးပွားရေးနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း BIMSTEC ရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်တက်ရောက်ခဲ့ရတဲ့ပတ်သက်ပြီးမေးခွန်းထုတ်လိုက်သလိုဘင်္ဂလားဒေ့ရှ်အစိုးရစီကိုတာဝန်ယူမှုရှိစေဖို့စာရေးသားပေးပို့ခဲ့တယ်လို့မေလ2ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် ်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားကာလာအစိုးရအကြံပေးပုဂ္ဂိုလ်ချုပ်ဒေါက်တာမိုဟာမက်ယူနုစ်ကို SCCM ကဧပြီလ15ရက်နေ့ကစာရေးသားပေးပို့ခဲ့တာဖြစ်ပြီးလူခွင့်ရေးချိုးဖောက်မှုတွေအတွက်နိုင်ငံတကာရာဇဝယ်ယုံ ICC ကဖန်ဝရန်ထုတ်ခံထားတဲ့မင်းအောင်လှိုင်ဟောင်းဘင်စတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့တရားဝင်ကန့်ကွက်ဆန့်ကျင်ခဲ့ခြင်းမရှိတာကြောင့်အံ့အားသင့်ပြီးထိတ်လန့်ဖွယ်ရာဖြစ်ခဲ့တယ်လို့စာထဲမှာရေးသားဖော်ပြခဲ့ပါတယ်။ ် SACM ကဘင်္ဂလားဒေ့ရှ်ကိုတရားဥပဒေစိုးမိုးရေးနဲ့တာဝန်ယူမှုကိုအကောင့်ထဲပေါ်ဖို့မင်းအောင်လိုင်ကိုတရားစွဲဆိုထားမှုတွေမှာထောက်ခံပံ့ပိုးပေးဖို့နဲ့စစ်အုပ်စုကိုတရားဝင်အသိမှတ်မပြုဖို့တိုက်တွန်းထားသလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းသာအဖွဲ့အစည်းတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေစတဲ့ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေနဲ့ဆက်ဆံရေးခိုင်မာစေဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်ရှင်။ ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲကိုကချင်လူမျိုးရေးတပ်မတော်ကဧပြီလ25ရက်နေ့ကထိုးစစ်ပြန်လည်စတင်ခဲ့ပြီးတဲ့နောက်မှာတပတ်တာထိုးစစ်အတွင်းမြို့ပေါ်မှာနေရာယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တပ်မိသားစုတွေကိုဖမ်းဆီးရမိထားတယ်လို့ကချင်လူမျိုးရေးတပ်မတော်ရဲ့ရှေ့တန်းသတင်းရင်းမြစ်စီကသိရပါဗျ။ဖန်စီမိတဲ့စစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်တွေဟာမမော်မျိုးဝော်ကပြည်သူနေအိမ်တွေမှာနေရာယူတက်ဆွဲထားတဲ့လူတွေဖြစ်ပြီးတော့၄ရက်အတွင်းနေရာဝင်ချင်းကိုဖန်စီရမိတယ်လို့ပြောပါရယ်။ ်မေလာဇာမိုင်းကစတင်ပြီးမြေပြင်ထိုးစစ်ရပ်နားနေပြီးတော့စစ်ကောင်စီဘက်ကတော့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ကချင်လွတ်မြောက်ရေးတပ်မတော်ကမြေပြင်ထိုးစစ်စတင်တဲ့ဧပြီလ25ရက်နေ့ကစတင်ပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုအပြင်းထန်နဲ့ခုခံနေသလိုဒရုန်းတွေနဲ့လည်းအပြင်းထန်ခုခံနေရတယ်ရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလေကြောင်းကနေလက်နက်ခဲယမ်းတွေဖြစ်တဲနာတွေပြုလုပ်နေတယ်လို့လည်းသိရပါဗျ။ ဧပြီလကုန်ပိုင်းထိုးစစ်အတွင်းစစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ဗမော်မြို့ပေါ်မှာအထက်ကတစ်စာတင်ကြောင်ပတ်ဝန်းကျင်နဲ့မြို့ပေါ်ကတက်စခန်းတွေနဲ့စကခ21ကတက်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါဗျရှင်2025ခုနှစ်မေလ3ရက်နေ့ဒီကနေ့ဟာကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက်အဖွဲ့အစည်းအသီးသီးကသဘောထားတွေထုတ်ပြန်ခဲ့ကြပါဗျ။ မြန်မာမီဒီယာသမားတွေနဲ့လူအခွင့်အရေးကာကွယ်သူတွေကိုပံ့ပိုးကူညီပေးနေတဲ့ Aizai Hub အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာသတင်းစာဆရာများကာကွယ်ရေးကော်မတီ CPG ရဲ့စီရင်အရာမြန်မာနိုင်ငံဟောင်းသတင်းသမားတွေကိုအကျဉ်းချမှုအများဆုံးနိုင်ငံထဲမှာပါဝင်သလို ਨੇ ဇီမထားသတင်းထောက်များအဖွဲ့ RSF ရဲ့2024သတင်းလွတ်လပ်ခွင့်ညွှန်ကိန်းမှာလည်းမြန်မာနိုင်ငံဟောင်းကမ္ဘာအဆင့်181ဖြစ်ရပ်တည်နေပြီးသတင်းသမားတွေအတွက်အနေနဲ့အများဆုံးနိုင်ငံတွေထဲမှာပါဝင်နေရလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာလွတ်လပ်စွာရေးသားပြောဆိုခွင့်ပြန်လည်ရရှိစေဖို့ဆက်လက်တိုက်ပွဲဝင်နေကြတဲ့သတင်းမီဒီယာတွေသတင်းသမားတွေနဲ့သတင်းရင်းမြစ်တွေအားလုံးကိုလေးစားဂုဏ်ယူကြောင်းလဲ AI Hub ကဖော်ပြထားပါဗျာ။ ရန်ကုန်မြို့အခြေဆိုင်မြန်မာနိုင်ငံဆိုင်ရာဂျာမနီတန်ယုံကတော့မြန်မာနိုင်ငံမှာတရေလွတ်လပ်ခွင့်အခြေအနေလွန်စွာဆိုးရွားနေတာကြောင့်အမေခိုကင်းတဲ့သတင်းမီဒီယာတွေကိုငွေကြေးထောက်ပံ့တာအနေရင်ဆိုင်နေကြရတဲ့သတင်းသမားတွေအတွက်ထောက်ပံ့ကြေးပေးရတာနဲ့သတင်းအချက်အလက်အမားတွေကိုတားဆီးနိုင်ဖို့သတင်းသမားတွေကိုတန်တန်းပေးတာတွေလှုံ့ဆော်ပေးနေကြောင်းထုတ်ပြန်ခဲ့ပါတယ်။ New Myanmar Foundation အဖွဲ့ကလည်းနိုင်ငံရေးကျင်းသားတွေအပါအဝင်စာနယ်ဇင်းသမားတွေနဲ့အရသာပြည်သူတွေအပေါ်စစ်တပ်ကကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုအဆက် မပြတ်စောင့်ကြည့်မှတ်တမ်းတင်နေပြီးတရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာအထောက်အကူပြုဖို့ဆက်လက်လှုပ်ဆောင်သွားပါမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်တန်ယုံကလည်းစာနယ်ဇင်းသမားတွေမီဒီယာသမားတွေအနေနဲ့အကြောက်တရားကင်းကင်းသတင်းရေးသားတင်ပြနိုင်တဲ့ကမ္ဘာတစ်ခုဖြစ်ရေးအတွက်ဆောင်ရွက်သွားဖို့ခရီးပြူကြောင်းပြောဆိုခဲ့ကြပါရဲ့ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အနောက်မော်တုံးကျေးရွာက စာတင်ကျောင်းဝင်းထဲကိုစစ်ကောင်စီတပ်က drone နဲ့ဘုံးသီးချတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့အနောက်မော်တုံးရွာပြည်သူတွေကပြောပါရယ်။ ်မေလာနှစ်ရက်နေ့နေ့လယ်တနာရီခွဲအချိန်လောက်မှာစစ်ကောင်စီတပ်ကဒရုန်းတစ်စီးကနေဘုံသီးလေးလုံးလောက်လာကျဲသွားတယ်လို့ဆိုပါတယ်အရှိန်မော်တုံးကြီးရွာဘက်မှာခြေဆိုင်ထားတဲ့306အမြောင်တက်ရင်ကနေစာတင်ကြောင်းကွင်းထဲကိုဘုံသီးလေးလုံးတစ်ပြိုင်တည်းချလာတဲ့အတွက်စာတင်ကြောင်းပြက်စီသွားပြီးလူတွေရှိမနေတာကြောင့်လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့အနောက်မော်တုံးရွာခံတယောက်ကပြောပါရယ် စစ်ကောင်စီဒရုန်းတစ်စီးကထုံွယ်ကြီးရွာမှာအရင် ပြန်ဝဲခဲ့ပြီးတော့မှတပတ်ကမ်းမှာရှိတဲ့အနောက်မော်တုံကြီးရွာတွေကစာတင်ကြောင်းကိုဘုံသီးချသွားတာဖြစ်တယ်လို့ထုံွယ်ရွာခန်ကပြောခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့306အမြောက်တပ်ရင်းကနေအနောက်မော်တုံကြီးရွာတွေကိုဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတွေလည်းမကြာခဏတိုက်ခိုက်မှုတွေလုံဆောင်လေးရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင် ထိုင်းနိုင်ငံရောက်မြန်မာပြည်ဖွားကောရခါလူငယ်အဖွဲ့အစည်းနဲ့လူငယ်ဂီတအဖွဲ့တွေကဦးဆောင်ပြီးငလင်းသစ်မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့မြန်မာ After Show Fundraiser Concert ရမုံငွေဂီတဖျော်ဖြေပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်ခဲ့ပါတယ်။စောမင်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်။မရှလ28ရက်နေ့က အင်အားရစ်တာစကေ9.9%ဆင်ရှိတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာတလနီးပါးကြာလာခဲ့ပြီမဲ့မြန်မာနိုင်ငံမှာလက်ရှိအချိန်ထိအကူအညီတွေလိုအပ်နေဆဲဖြစ်ပါတယ်ဒီလိုလိုအပ်နေတဲ့အကူအညီတွေကိုပေးရနိုင်ဖို့ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရကားလူငယ်အဖွဲ့အစည်းနဲ့လူငယ်ဂီတအဖွဲ့တွေဥဆောင်ပြီးမြန်မာ After Shop Fundraiser Concert ရမုံငွေဂီတဖြောပြပွဲတစ်ခုကို March 25ရက်နေ့ကကျင်းပခဲ့ကြပါတယ် parts and thoughts are always with the people on the ground ကျွန်တော်တို့ရဲ့နှလုံးသားတွေကပြည်တွင်းမှာဆေးဘေးဒုက္ခကိုခံစားနေရသူတွေနဲ့တသားတည်းရှိပါတယ်ဒီလိုကြုံတွေ့နေရတဲ့ပြည်သူတွေဟာဒီလိုဆိုးဝါးလာတဲ့ငလျင်တန်ကိုခံစားခဲ့ရတယ်ဗျာလူသားတွေဖန်တီးတဲ့အကြမ်းဖက်မှုတန်နဲ့တပြိုင်တည်းသဘာဝကပ်ဘေးကိုခံခဲ့ကြရတာပြီးတော့ကျွန်တော်မှရှိသမျှတတ်နိုင်စွမ်းအားနဲ့အတန်တွေထုတ်ဖော်မယ်မေတ္တာနဲ့ထောက်ပံ့မှုတွေငွေကြေးရမုံငွေချလာတွေကျွန်တော်တို့လုပ်နိုင်သမျှပေါ့ဗျာဒါတွေအကုန်လုပ်သွားပါမယ် We want to give our love and support through whatever we can send money send love that's it that's what we do what they won't got to get it right ဒီရမငွေဂီတဖြော်ပြပွဲမှာထိုင်းဂီတပညာရှင်တွေနဲ့မြန်မာလူငယ်ဂီတပညာရှင်တွေပူးပေါင်းဖြော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီဖြော်ပြပွဲကနေရရှိခဲ့တဲ့ငွေကြေးတွေကတော့ငလင်ဘေးတန်တင်ဒေတာတွေဖြစ်တဲ့မန္တလေး၊စကိုင်း၊အင်းလင်းဒေတာတွေကိုလူရန်သွားมาလည်းဖြစ်ပါတယ်။အများဖြင့်ကကျွန်တော်တို့ရီမန်ချက်ကြတော့စကိုင်းမှာလူဖို့ရီမန်ချက်ရှိပါတယ်။ကျွန်တော်တို့ဒီမှာလူငယ်တွေ အကလုံးဒီမှာပိုစတာ လုပ်ပြီးမှအလူတွေအလူခံပေးတဲ့လူငယ်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်အခုဒီဒီရတဲ့ပက်ဆန်ကအများကြီးတော့မဟုတ်ဘူးနည်းနည်းပဲဖြစ်ဖြစ်လည်းဒီပက်ဆန်ကလူတဲ့လူကိုလူတဲ့သူကိုရောက်စေချင်တာကျွန်တော်တို့ဒီအလူရဲ့ရီမန်းချက်ကဒီလိုနေရတာတွေကဝင်လေတာလားဘုချင်းနေရတာတွေတော့ချိန်ကန်ကြောင်းလားဒီချစင်းစားချင်းဒါတရားများတောင်းမှုတွေဒီချစင်းစားချင်းဒါနိုင်ယူမှု DVB data team ကကောက်ယူထားတဲ့စီးရင်တွေရတော့ စကိုင်းငလင်ကြီးကြောင့်တည်ဆုံးသူ4456ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်ကျွန်တော်စောမင်းသိမ့်ပါအမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်